အလုပ်ပဲမင်္ဂလာပါခင်ဗျာ90 kids soccer channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဝါဆမ်ယူနိုက်တက်နဲ့မြူကာဆယ်ဒီပွဲကဒီနေ့ည2နာရီခွဲမှာဖြစ်ပါတယ်66နေရာကဝါဆမ်ကျဲအဆင့်9နေရာကမြူကာဆယ်အပြိုင်ပဲပွဲတကယ်လို့ဒီပွဲမှာဝါဆမ်နိုင်ရင်တန်းစင်းစုံနဲ့လုံးဝသူမတက်ဆိုင်တော့ဘူးအဆင့်73နေရာလောက်ထိကိုသူမျောလင့်လို့ရပြမကျော်ဝေးခွဲမှာကစားတော့ကဝါဆမ်ခါ02နဲ့စက်ကြီးပတ်မှာမြူကာဆယ်ကိုနိုင်ခဲ့တယ် အဲ့ဒီပွဲမှာနျူကာဆယ်ဖွင့်ပေးခဲ့တဲ့ခြေက1.20ပေါ်ရီခြေနဲ့ကိုပေါင်းခြေက3.20ဆိုတော့အဲ့ဒီပွဲမှာအောက်ဆုံးအောင်သွားတာပေါ့ဝက်ဆမ်ယူနိုက်တက်ဒီနောက်ဆုံး၅နှစ်အတွင်းမှာသူတို့ရဲ့အိမ်ခွဲမှာဒီနျူကာဆယ်နဲ့ရင်ဆိုင်ထားတဲ့မှတ်တမ်းတွေကိုပြန်ကြည့်တဲ့အခါ2215110223ဆိုပြီးတော့ဝက်ဆမ်ကနိုင်ပွဲမရထားဘူးနှစ်ပွဲတည်ရင်ကစားတယ်မြို့ကောက်ဆယ်အသင်းကသူ၃ပွဲရှုံးတယ် တတိကျကျထပ်ပြောရရင်ဝက်ဆမ်ခါသူတို့ရဲ့အိမ်ကွဲမှာပရီးမီးယားလိပြိုင်ပွဲဖြစ်ကစားတဲ့ပွဲတွေမှာမြူကတ်ဆယ်ကိုသူတို့နောက်ဆုံးအနိုင်ရခဲ့တာက2019ခုနှစ်ကအဲ့ဒီနောက်ပိုင်းမှာသူတို့ကွဲမှာမြူကတ်ဆယ်ကိုပရီးမီးယားလိမှာမနိုင်တော့တခြားပွဲတွေတော့နိုင်နေနိုင်လိမ့်မယ်။ဒီရသည်ဝက်ဆမ်ယူနိုက်တက်အကြောင်းကိုပြောမယ်ဆိုရင်ဇန်နဝါရီလ17ရက်နေ့နောက်ပိုင်းကိုပဲကျွန်တော်တို့ပြောမှရအောင်။ဂရန်ပေါ်တာစပြီးကင်တွယ်ခဲ့တဲ့ပရီးမီးယားလိ9ပွဲရဲ့ FA ဖလားပွဲ10ပွဲရဲ့စုပေါင်း10ပွဲပေါ့ အဲ့ဒီရှစ်ပွဲထဲမှာပရီးမီးယားလိပွဲခုနှစ်ပွဲပါတယ်အဲ့ခုနှစ်ပွဲမှာဂရန်ပေါ်တာဒီသုံးပွဲနိုင်တယ်သုံးပွဲရှုံးပြီးတော့တစ်ပွဲတရေကြဂရန်ပေါ်တာရဲ့ဒီ listener နဲ့ wasan player ရဲ့ကြားမှာသားဇာတာဖြစ်ဖို့အဝင်ကုန်ကြဖြစ်ဖို့စ조사နေရင်ကနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာတော့ဂရန်ပေါ်တာရဲ့ listener နဲ့ player တွေ chemistry ပြီးလာတာတွေ့ရတယ်အာဆနယ်ကိုနိုင်တယ် Leicester City ကိုနိုင်တယ်နောက်ဆုံးနှစ်ပွဲဆက်နိုင်တယ်ဒါပေမဲ့ဒီအသင်းမှာပြဿနာတွေနည်းနည်းရှိတယ်အဲ့ဒါကဂရန်ပေါ်တာရဲ့လက်ရှိ wasan united တွေပထမပိုင်းနဲ့ဒုတိယပိုင်း balance မမျှဘူး သူကင်ပြထားတဲ့စုပေါင်းချက်ပွဲမှာဝက်ဆမ်ရဲ့ပထမပိုင်းကစားပုံမှာတော်တော်လေးပါတော်တော်လေးကိုကောင်းတယ်ကိုရီလည်းသွင်းတယ်ခန်းဆက်ကလည်းလုံးဝကိုမပေးရဒါပေမဲ့ဒုတိယမှာရောက်ပြီဆိုရင်ဝက်ဆမ်ကကိုမသွင်းနိုင်တော့ဘူးအဲ့လိုပဲခန်းဆက်ကလည်းလုံးဝပွတ်သွားတယ်ဒါသည်ဝက်ဆမ်ရဲ့အဓိကပြဿနာပဲဒီဘက်တွေဝက်ဆမ်တဲ့အဓိကကစားသမားတွေထဲမှာတိုင်ရကစားသမားပွဲပြကစားသမားမရှိဘူးညူကတ်ဆယ်ကြတော့ဒီပွဲကိုသူတို့ဘယ်လိုကစားနာမှာလဲအဲ့ဒါစိတ်ဝင်စားတဲ့ကောင်းတယ်ဘာလို့လဲဆိုတော့ညူကတ်ဆယ်ရဲ့ဒီပွဲပြီးနောက်ပွဲအခါ EFL ကဘလူးပွဲဆိုတော့ ဟိုပိုင်ရှင်သက်တွေလက်ထက်ပါဗျာဒုတိယမြောက်ကစားတဲ့ဘိုလ်လူပဲပြီးတော့ပထမတစ်ချိန်မှာလည်းသူတို့ဘုံမဆွဲနိုင်ခဲ့ဘူးဆိုတော့ဒီတစ်ချိန်မှာဘုံဆွဲနိုင်ဖို့အတွက်တင်းတင်းကြပ်ကြပ်လေးပြင်ဆင်မယ်စိတ်လေးလှုပ်ရှားနေလိမ့်မယ်လို့ကျွန်တော်ကယူဆတယ်နောက်တစ်ခုကဒီပိုင်ရှင်သက်တွေရောက်လာတဲ့အခါပိုင်ရှင်သက်တွေဟာအဲ့ဒီအချိန်မှာဒီပြပေါင်းအများကြီးရှိရတဲ့အဲ့ဒီဟောင်းကိုသူတို့ရေရုံကြီးကြီးနဲ့ဒီပြခတ်ခဲ့ဆိုတော့ဒီပြအဲ့ဒီဟောင်းဟာလည်းဒီပိုင်ရှင်သက်တွေလက်ထဲမှာသူတစ်ခုခုလုံပြဖို့သူအမဲစူးစမ်းတယ် အဲ့တော့ဒီပွဲထက်ကိုလာမဲ့ EFL Cup Final မှာဒီကစားသမားတွေဒီဒီနီးပြတွေဒီစိတ်ရောက်နေလိမ့်မယ်လို့ကျွန်တော်ကကြုံကြည့်တယ်ဗျလက်ရှိမှတ်ပေးသရားကိုကြည့်တော့လေလက်ရှိမြို့ကောက်ဆက်ရပ်တည်နေတဲ့အဆင့်9နေရာဟောချုံသွားရင်လည်းဒီနေရာကအောက်ကိုစိုက်ပြီးတော့ဆင်းသွားကြမှာမရှိတော့ဘူးဗျာချုံသွားရင်လည်းဒီဆင်းရဒီဆင်းပဲဆိုတော့မြို့ကောက်ဆက်မှာ fit အားနည်းတယ်အကယ်၍ဒီပွဲမှာသုံးမှတ်ပြပြပွားရလိုက်ရင်တော့အဆင့်6ခုလောက်ထိဖြစ်သွားနိုင်တာပေါ့တည်ကြရင်လည်းစစ်ချစ်နေရာလောက်ထိကိုသူရောက် ဆိုတော့ဒီပွဲရဲ့အရှုံးနိုင်ဟာမြူကာဆယ်နဲ့မြူကာဆယ်အသင်းရဲ့နီးပြပေါ်မှာပဲမူတည်တယ်ဗျအသင်းရဲ့လက်ရှိ current form ကိုကြည့်ရင်လည်းတနည်းရှုတနည်းငွေပဲဗျအဝေးဘက်မှာဟို၄ပွဲဆက်တိုက်နိုင်တရာကနေပြီးတော့နောက်ဆုံး၃ပွဲဆက်မှာရာဂိုတကူမှမရှိပဲနဲ့ပေးဝင်ရှော့ဘောအထိပေးခဲ့ပြီးတော့ရှုံးတယ်ဟိုသူရှုံးတဲ့နှစ်သင်းကအင်အားကြီးနှစ်သင်းဗျ Man City နဲ့ Liverpool ဆိုပေမဲ့လုံးဝရာဂိုမရှိခဲ့ဘူးဆိုတဲ့အချက်ဟာမြူကာဆယ်ကိုနည်းနည်းတော့မေးခွန်းထုတ်အောင်မယ်နေဆုံးဗျ Man City လိုအသင်းမျိုးကိုတကူတော့ရတဲ့ ဲ့တော့နောက်ဆုံးအဝေးဘက်2ပွဲဆက်ချုံးပြီးကမှဒီအသင်းအဝေးဘက်မှာ၄ပွဲဆက်နိုင်ခဲ့တဲ့အသင်းတွေကိုတပ်ပြန်ကြည့်တော့အဲ့အသင်းတွေကတကယ် great တွေပဲ SS Town ရယ် Manchester United ရယ် Tottenham Hotspur ရယ် Son တိုင်းဆိုတော့အဲ့လိုအသင်းတွေကိုဝေးဘက်မှာနိုင်ခဲ့တာဟာထူးထူးလည်းရည်ရှည်ဆုံးကောင်းနေလို့မဟုတ်ဘဲနဲ့အဲ့ဒီအသင်းတွေကိုယ်တိုင်ရောက်ဟိုဘယ်တဲ့အသင်းတွေပဲကံကံများသူတို့သုံးမှတ်ပေးဖို့ဝင်မလေးတဲ့အသင်းတွေဆိုတော့ညောကဆိုင်ဟာတိုင်တဲ့နိုင်ထိုက်တဲ့အသင်းတွေကိုပဲနိုင်ခဲ့တာလို့ကျွန်တော်တို့ပြောလို့ရတယ် အဝေးဝေးမှာရောက်ကိုပေးဖို့ကိုကြည့်တဲ့အခါမြူကာဆယ်အသင်းဒီဝက်ဆန်ယူနိုက်တက်နဲ့အတူတူပဲပထမပိုင်းတပိုင်းတည်းကိုပဲကစားတဲ့အသင်းပထမပိုင်းမှာပဲဂိုးတွေရတယ်အဲ့လိုပဲပထမပိုင်းမှာပဲဂိုးတွေပေးတယ်ဒုတိယပိုင်းရောက်ရင်ဒီအသင်းကဂိုးလည်းမသွင်းတော့ဘူးဂိုးလည်းမပေးတော့ဘူးအဝေးဝေးနောက်ဆုံး၈ပွဲမှာဆိုဒုတိယပိုင်းသွင်းဂိုးက၃ဂိုးပဲရှိတယ်အဲ့လိုပဲဒုတိယပိုင်းပေးဖို့ကလည်း၄ဂိုးပဲရှိတယ်တပွဲတဂိုးတဂိုးဒီလောက်ပဲ ဒီနေ့ညမှာကစားမဲ့ဒေသင်းမှာအသင်းရဲ့အဓိကကစားသမားတွေထဲကတိုက်ဆက်ကစားသမားအန်တိုနီဂေါ်ရိုမပါဘူး၊ကွင်းလန်ကလူးဝက်စ်ဟောမပါဘူး၊နောက်ကန်ဆက်ကထရီပီယာမပါဘူး။ဒီအဓိကကစားသမား၃ဦးလုံးဒီပွဲကိုလွှဲမယ်။အခုမြန်မာစံတော်ချိန်နေ့လည်နှစ်နာရီထိုးအချိန်မှာဖွင့်ပေးထားတဲ့ကြေးကိုကြည့်တဲ့အခါဝေဘန်မျိုးကစားအသင်းကနေတရနှုတ်လျှောက်၁၀ဘောရီချင်းနဲ့ဘောပေါင်းကြီးက၃ပေါင်း80ပြ။အဲ့တော့ပြပထမကြောမှာဖွင့်ပေးထားတဲ့ကြေးနဲ့နှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင်ဒီပွဲမှာပေးထားတဲ့မျိုးကစားရဲ့ဘောရီချင်းဒီပါလုံးနဲ့ အနည်းဆုံးဆုံးပြမြို့ကဆယ်တီတော်တန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာတော့တော်တန်အသင်းကိုသူပေးခဲ့တဲ့ခြေတီတရင်နှုတ်တရာဗိုလ်ကြီးပေးခဲ့တာဆိုတော့တော်တန်နဲ့ဝက်ဆန်တီလက်ရှိတိုက်ထားမှာနည်းနည်းတော့ကွာနေပါသေးတယ်အဲ့တော့တော်တန်ကိုကျတော့တရင်နှုတ်တရာပေးပြီးတော့ဝက်ဆန်ကမှတရင်နှုတ်ရှောက်ဆယ်ပဲပေးတယ်ဆိုတော့ဒီပွဲရဲ့ဗိုလ်ကြီးတီပါတယ်ဆိုတော့ကိုပြော့တယ်ဆိုတော့ကိုထင်သာမြင်သာရှိပါတယ်ဝန်နစ်ရူအော့စ်မှာကျတော့ဝက်ဆန်ယူနိုက်တက်နိုင်ကို3.3ပေးထားတယ်ယူကတ်ဆယ်နိုင်ကို2.2နဲ့တရင်ကို3.6ဆိုပြီးတော့ပေးထားတယ် ီဘွဲမှာဖွင့်ပေးထားတဲ့ဂျေးတီတရေကြသွားနိုင်တဲ့ဂျေးမျိုးဖြစ်ပါတယ်ဟိုနိုင်ရင်တော့နိုင်တဲ့အသင်းကကပ်ပြီးတော့နိုင်သွားဖို့လောပဲရှိတယ်ကြောက်ကိုပြတ်ချစ်ပြတ်ကြီးဖြစ်လာမဲ့ဂျေးမျိုးမဟုတ်ဘူးနှစ်သင်းလုံးဂိုးသွဲမယ် go to score yes ဆိုတော့ကိုဖွင့်ပေးထားတယ်ဝဆန်တင်းတီလွယ်လွယ်ကူကူနဲ့တကိုးတေချာပေါက်ရောက်မယ်ဆိုပြီးဖွင့်ပေးထားတယ်အဲ့လိုပဲမျိုးကဆယ်တဲ့တကိုးရောက်သွားနိုင်တယ်ဆိုတဲ့ဂျေးကိုဖွင့်ပေးထားတယ်ဒီဘွဲမှာထူးခြားနေတာကပထမပိုင်း45မိနစ်အတွက်ဖွင့်ပေးထားတဲ့ဂျေးပြပထမပိုင်း45မိနစ်မှာဝက်ဆန်အသင်းတွေလည်းပထမပိုင်း45မိနစ်မှာဂိုးသွင်းကောင်းတယ သူကစားခဲ့တဲ့ပွဲတွေမှာပထမပိုင်းမှာပဲသူကိုးတဲ့နော်မြို့ကဆန်တဲ့အဲ့လိုပဲဝေဖန်မှာပထမပိုင်းတစ်ပိုင်းတည်းကိုပဲသူကစားတာဒါပေမဲ့ဒီနှစ်သိန်းကစားမဲ့ပထမပိုင်း45မိနစ်ပါနှစ်သိန်းပေါင်းသိန်းကိုဒီရရှင်ပါရမယ်ရခဲ့ရင်တော့တကူးထက်မပေါ်ဘူးဆိုတဲ့ကြေးကိုဖွင့်ပေးတာတကယ်တော့ပထမပိုင်းမှာဖွင့်ပေးတဲ့ကြေးဒီတကူးလွန်တဲ့ကိုကိုရမယ်နှကိုးရောက်ရှင်နဲ့ရောက်သွားနိုင်မယ်ဆိုတဲ့ကြေးမျိုးဖြစ်ရမှာအဲ့လိုမဟုတ်ဘူးဖြစ်အဲ့တော့ဗျာဒီချင်းတိုင်းဆိုရင်ပထမပိုင်းဒီဘုံမရှိတရေဖြစ်ဖို့များတယ်ကျွန်တော်ထင်တော့နှစ်သိန်းရဲ့ကားရောင်ဖောင်ကိုကြည့်မယ်ဆိုရင် ပထမပိုင်းမှာအကယ်၍ဂိုယောင်ကရဲ့ဝက်ဆမ်ယူနိုက်တက်ကပဲဖြစ်မယ်လို့ကျွန်တော်ထင်တယ်။ဒီပွဲကိုဘူကီဟာတမယိုကြအတိုင်းပဲချဉ်ကပ်ပြီးတော့ဖွင့်ပေးထားတာ။ပထမပိုင်းမှာဂိုယောင်နဲ့ပဲဒုတိယပိုင်းမှာဂိုများမယ်ဆိုတဲ့ပုံစံမျိုးဖွင့်လာတာ။ဒုတိယပိုင်းမှာကျတော့လက်သမောင်းသွင်းကိုတကိုးအေးဆေးရောက်မယ်။နှစ်ကိုးအချိန်ပြည့်ဖြစ်သွားနိုင်မယ်ဆိုတဲ့ဂျေးမျိုး။အဲ့တော့ကျွန်တော်ကတော့ဗျာဒီနှစ်သိန်းရဲ့ဇယိုက်လက္ခဏာအတိုင်းပထမပိုင်းမှာပဲဂိုရမယ်။ပထမပိုင်းဂိုမရဘူးဆိုရင်ဒုတိယပိုင်းဂိုမရတော့ဘူးလို့ ျွန်တော်ယူဆတယ်ဒုတိယပိုင်းမှာကံရွက်ကိုရမယ်ဆိုရင်လည်းအဲ့ဒါညူကာဆယ်ကပဲဖြစ်ဖို့ပုံများတယ်ဒီနေ့ညမှာဒီဝက်ဆန်နဲ့ညူကာဆယ်ပွဲပြီးရင်ကြားရက်မှာချန်ပီယံလိတို့ယူရိုပါလိတို့ယူရိုပါကွန်ဖရင့်လိတို့ရှိတယ်ပြီးတော့စနေတနေ့ကနေပါလေဒီဥရောပပွဲကောင်းတွေပြန်ရှိတယ်အဲ့တော့အဲ့လိုနေရာတွေမှာကစားဖို့နေရာချနေတဲ့သူတွေကိုကျွန်တော်ရိုးရဆိုတဲ့အဖွဲ့နဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်အပေါင်းကကိုခွန်ကိုငါချက်တော်ညာလက်လက်၃တက်ကိုဆက်သွယ်ပြီးတော့ ကြာတလောက်တဲ့ကြိုက်တလောက်ထုတ်ယူလို့ရတဲ့အကြောင်းသတင်းကောင်းပါပါတယ်ဗျာဆိုတော့ဒီညမှာကစားကြမဲ့ WhatsApp United နဲ့ Newcastle ပွဲမှာနိုင်ငံရဲ့ WhatsApp လို့ပဲကျွန်တော်ထင်တယ်ဒီပွဲမှာ WhatsApp တည်းရဲ့နိုင်ဆုံးတရေတော့ဖြစ်နိုင်ပြီများတယ်ဘောဘောမှာနေသိမောင်းသိကိုနှစ်ကိုတက်မပေါ်ဘူး11တက်မပေါ်ဘူးလို့ကျွန်တော်ယူဆတယ်အဓိကကတော့ WhatsApp United သဲဘော်ဒီကိုကြိုက်တယ်ကိုဘောမှာကျွန်တော်ဘောအောက်ကြိုက်တယ်အစိုးရလိုက်ပါကျေးဇူးပေးကြတဲ့တယောက်စင်းစီတိုင်းကျေးဇူးအထူးပဲတင်ကြည့်ပါတယ်မြန်မာပြည်ကြီးအပြန်ဆုံးအေးချမ်းပါစေအတ္တမတရားလည်း 绵绵加蒜末在里边。